ဘုန်းကြီးတို့တွေမဆုံးနိုင်တဲ့ဘဝခရီးကိုဘသူကရှောက်ခိုင်းနေတာလဲလို့ဆိုလို့ရှင်ဟောဒီတဏှာကရှောက်ခိုင်းတော့ကလူတွေကပြောကြတယ်အိမ်မာတယောက်ထဲနေတယ်တရားဓမ္မရှိတော်ကကြည့်လို့ရှင်တယောက်ထဲနေတဲ့လူတယောက်မှမရှိဘူးဘသူနဲ့နေတာတော့ဆိုရင်တဏှာနဲ့နေတာ တန်လျာသွားတဲ့အခါမှာအဖို့မပါဘူးလို့ပြောကြတယ်။ဟုတ်တယ်ပုပ်ကိုအဖို့တော့မပါဘူးဘယ်သူအဖို့ပါတဏအဖို့ပါ။ဒါကြောင့်မြတ်စွာဘုရားတဏဒုတိယပုရိသောဒီကမ္မဋ္ဌာန်တသံသာတဏအဖို့ပြုနေတဲ့ပုဂ္ဂိုလ်တွေဟာဘလောက်ဝေးတဲ့တဏှာခီးရွယ်ဖြစ်ဖြစ်ဆက်လက်ပြီးတော့ရှောင်နေကြမှာပဲ။ဘယမနာခီးသွားနေကြ ဘယံမလန်းခྱི་သွားနေကြမယ်ရှီလျားတဲ့ခྱི་ကြီးကိုရှောက်လန်းနေရတာဟာသူ့ကြောင့်ပဲမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်တရားတော်မှကျင့်လို့ဘုရားဖြစ်ရောက်တဲ့အခါမှာဥဒ္ဒန်းကျူးတဲ့ကာထာတစ်ခုအလုံးတရားနာပရိသတ်တွေကြားဝကြတယ်မိမိတို့အိမ်မှာကိုယ်ွယ်ထားတဲ့ရုပ်ပွားဆင်းတူတော်ဘုန်းကြီးတွေပင့်ပြီးတော့အနေကစားတင်တယ်ဆိုတာလောက်တယ်နိ အဲ့ဒီအနေကစားတင်တဲ့ကာထာတွေကိုရွတ်ဖတ်တဲ့အခါမှာအနေကစာတိတန်တာရံတန်တာဝိတံအနိဗိတံတန်တရာခီးကိုမရေမတွက်နိုင်လောက်အောင်များပြားတဲ့တန်တရာခီးကြီးကိုသူရှောက်လှမ်းခဲ့ရတယ်ဘာဖြစ်လို့ရှောက်လှမ်းခဲ့ရတာတော့ဆိုအနိဗိတံ ဒီလိုခยีသွန်းနေအောင်ဘသူကနေပြီးတော့လမ်းပြလှုပ်ပြီးတော့ဆွဲခေါ်နေတာလဲဆိုတော့သိနိုင်တဲ့အသိဉာဏ်မရလို့တန်တရာခยีရှောက်နေရတာတဲ့ဘသူကနေပြီးတော့ဘဝတွေကိုတိဆောက်နေတယ်လဲလက်တယ်ကိုလိုက်ရှာရှာလို့မတွေ့လို့တန်တရာခยีရှောက်နေတယ်ကဟကာရံခဝေတံတော်ဒုက္ခစာတိပုဏ္ဏ ခန္ဓာအိမ်ကြီးကိုဆောက်လုပ်နေတာဘာတူလဲလို့မေးလိုက်တဲ့အခါတဏှာဟာလက်တယ်ပဲဒါကြောင့်မို့သူကိုဆောက်လုပ်ရေးသမားပေါ့ကဟကာရအိမ်ဆောက်လုပ်သူဆိုတဲ့နာမည်နဲ့ရပ်ဆော်ပြားဟောဘာဖြစ်လို့သူကိုရှာရတယ်လဲလို့ဆိုလို့ရှိဒုက္ခဇာတိပုဏ္ဏပုဏ္ဏတန်တရာထဲမှာတဘွားကနေတဘွားထပ်တလဲလဲဖြစ်နေရတာဒုက္ခရောက်တော့လို့တဲ့ လူတွေကတော့ဒုက္ခရောက်တယ်လို့မထင်ကြဘူးလူတွေရဲ့အမြင်နဲ့တမန်လူတွေရဲ့အမြင်နဲ့ဖះလောင်းတွေရဲ့အမြင်အလွန်ကွာခြားဖះလောင်းတွေကတော့ဘဝကိုဒုက္ခရောက်တယ်လို့အများရန်ကြည့်ဘယ်လိုဒုက္ခရောက်တာတုံးလို့ဆိုဖះလောင်းတွေကဘဝကိုတုံးတတ်တဲ့အခါမှာ ပဋိစ္စသောဘတ်နဲ့ဆင်ញင်သုံးသပ်ပြီးဆိုလို့ရှိရင်မျက်မှောက်လက်တွေ့အခြေအနေတရက်ကိုခြေတန်းတင်ပြီးတော့ဆင်ញင်တယ်ကိစ္ဆဝတ္တယံလောကောအပ္ပနောလောကဆိုတာတတ္တလောကကြီးကိုပြောတာတတ္တလောကကြီးတစ်ခုလုံးဟာတဲ့ဒုက္ခရောက်နေတယ်ကိစ္ဆဝတ္တယံလောကောအပ္ပနော အလုံးဒုက္ခရောက်နေတယ်။ဘာဖြစ်လို့ဒုက္ခရောက်နေသလဲလို့ဆိုရင်စာယတိစေဝမွေးလာရပြန်တယ်။မွေးတာတစ်ခါတည်းမွေးတာမဟုတ်ဘူးခဏခဏမွေးမှာ။မွေးလာတိုင်း နောက်ကပါလိုက်တော့စီယတိစာမီယတိစာအိုမဲတိမ်မဲမွေးလာရင်အိုမဲတိမ်မဲဇာတိပစ္ဆံဆလာမန။အဲ့ဒါကြီးကိုကျင့်သက်ဆရာမကောင်း။ ဘဝမှာတစ်ခုဘဝတစ်ခုမှာမွေးပြီးရင်အိုခြင်းတည်ခြင်းဆိုရတဲ့အဆုံးသတ်။ဒါပြင်အိုခြင်းတာခြင်းနဲ့အဆုံးသတ်ပြီးတော့ရပ်သွားလာလဲဆိုမရဘူးသဝတိစာဥပပိစတိစာ။တဘဝကနေနောက်တဘဝတစ်ခုပြောင်းဦးမယ်။ဝေးလာလိုက်ဦးမယ်ဖြစ်ဦးမယ်။တန်လျာထဲမှာတစ်ခုလိုဖြစ်လိုက် ိုလိုက်သိလိုက်နဲ့ဒီလိုသွားနေရတာကြီးอ่ะအမတန်မှစိတ်ပြည့်စရာကောင်းစိတ်ပြည့်စရာကောင်းလောကလူတွေကပျော်စရာလေးတွေကြည့်ပြီးတော့ပျော်စရာလို့ဘဝကြီးကပျော်စရာလို့သတ်မှတ်နေကြတာလက်တလေကူကြီးဆိုရင်ပျော်ကြတယ်လေ Happy New Year ဝင်းနေ့ရောက်ရင်လည်း Happy Birthday ဆိုပျော်ကြပြန် နောက်ကသာ happy လို့ဆိုတာစိတ်แท้ကတကယ်ပျော်လို့ရတာမဟုတ်ဘူးအဲဘုရားလုံးနေစဉ္ညံသုံးတတ်တယ်လို့ပဲဘယ်တတ်တော်အချိချိလူသားတွေတဲကဘယ်လူမျိုးတွေပဲချိချိဘယ်ဘာသာဝင်တွေပဲချိချိဝေးလာတယ်ဟိုတယ်တေးတယ်တင်းကြိုင်းမရှိတဲ့နိုင်ငံရှိမှမရှိဘူး ပြောကြလိုက်မယ်အိန္ဒိယမှာသင်္ချိုင်းမရှိဘူးဟုတ်တယ်ဟိန္ဒူတွေကတော့မြေချောင်းကလေးရှိလို့ရှင်အဲ့ဒီမှာတကြိုပြီးရေထဲမြှောက်လိုက်တာဒါသူတို့သင်္ချိုင်းလောကလူတွေဟာဝိလာပြီးတော့အိုပြီးသေချာရာကြည့်တယ်အဲ့ဒါကိုကဘဝဆိုတာကျင့်သက်ဆရာမကောင်းဘူးလို့ จินัสเสียไม่ก้าวในแบบกะฉิอ่ะဒါပြင်ဘဝဟာจินัสเสียก้าวน่ะတွေရောရှိသလားဆိုရှိပါတယ်ရှိလို့ပဲလူတွေကပြောနေကြတာပေါ့ဘဝရထားလို့ရှိရင်မျက်စိကလာတာပတာတွေမြင်ပြီးတော့စိတ်ထဲကချမ်းသာမှုတွေရတယ်နားကကိုကြိုက်တဲ့အတန်လေးကြားရရင်စိတ်ချမ်းသာမှုတွေရကြတယ်နှာခေါင်းကမှုကြိုက်တဲ့အနံကလေးရှူရရင် တရားကကောင်းတဲ့အရာသာလေးစားရရင်ခန္ဓာကိုယ်ကအထီးတွေ့ကောင်းတာလေးထီးတွေ့ရတယ်စိတ်ထဲကကောင်းတဲ့အတွေးလေးတွေတွေ့ရလို့ရှင်ပြောတာပဲပေါ့အဲ့ဒီပျော်ရွှင်မှုလေးတွေပေါ့ပါလူတွေဟာตายာပြီးတော့နေကြဒါဘဝရဲ့ตายာပဲသာဝရတန်လာตายာလို့ရလာလို့ဆိုမရဘူးตายာမှုတည်တခဏများသာဖြစ်တယ်မတမ်းမအချိန်တိုးတောင်းတယ် အချိန်တိုတောင်းတော့လေလူတွေဟာตายာမြဲตายာနေဘယ်သူကြောင့်ตายာတာလဲဆိုဟောဒီဘဝတဏှာကြောင့်ตายာခြေတတ်တယ်ဘလောက်ဖယ်ဘဝကြီးဟာဒုက္ခရောက်ရောက်မျက်ရည်တုတ်ပြီးတော့ပြုံးတော့တာပဲတူတယ်နော်မျက်ရည်တော့ကျလိုက်တာပဲငိုလိုက်တာပဲပြီးရင်တော့ပြုံးသွားပြီကလေးလေးတွေနဲ့အမတန်တူတယ်မိဘလောက်တဲ့လူကကလေးလေးကို ဆုံးမလိုက်ရိုက်လိုက်လို့ရှိရင်တင်မလေးပုတ်ပြီးတော့အဲပြင်မဲ့ရောက်တော့ရီးနေတယ်အဲ့ဒါလည်းပဲလောကလူသားတွေဟာဒီနာမျက်ရည်ကြပြီပဲလို့ဟိုနာကြတော့ပြုံးနေကြပြန်အဲ့ဒါကြောင့်မလို့တန်တရားဟာမဆုံးနိုင်ကြဘူးတဲ့ဘဝတဏှာရှိနေလို့တန်တရားမဆုံးနိုင်တာ